အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့နားချီယာ channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီကနေ့မှာတော့ကျမတို့ရဲ့ channel ကနေစာရေးဆရာမောင်ခိုင်ခန့်ရဲ့တရရင်နိဗ္ဗာန်လုံခဲ့သူဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးမှာပဲဖြစ်ပါရရှင်။ဥပ္ပိုလ်အေဟာစေပွဲစာကြီးတူဦးဖြစ်ပါတယ်။အထက်အညာဒေတာကန်တာကြီးရွာမှာဥထွေးတော်များတို့ရဲ့တာဦးဖြစ်ပါတယ်။ဆက်ကိုနှစ်ခန့်မှာတော့မြို့ပေါ်မှာဥကြီးဒေါ်လာမီတို့ရဲ့တမိမတ်တင်လာနဲ့အိမ်အောင်ကြခဲ့တယ်။ ရောင်နောက်စတုံးပါဆိုတော့လေဥပုအေးကတော့စတုံးနောက်ရောင်ပါဘဝမျိုးနဲ့မြို့ပေါ်မှာရှိတဲ့မတ်တင်လာမိဘများအင်ကိုလိုက်ပါနေထိုင်ခဲ့တယ်။ကန်တာကြီးဟာမြို့နယ်နှမိုင်ခန့်သာဝေးပါတယ်။ဥပုအေးရဲ့ရောက်ခမများဟာမြမဆေးရွက်ကြီးအယောင်းဝယ်လုပ်တဲ့ဈေးပွဲစားကြီးများဖြစ်တာကြောင့်ဥပုအေးလည်းဈေးပွဲစားဖြစ်လာတယ်။ဥပုအေးဟာဈေးပွဲစားကြီးဖြစ်တာနဲ့ဆက်ပင်တစီနဲ့မြို့နယ်အတွင်းရှိမြမဆေးရွက်ကြီးစိုက်ပျိုးရာကြီးပါများကိုဈေးဝယ်ထွက်ရတယ်။ မြန်မာဆီရဲ့ကြီးစိုက်ပြိုးတဲ့အမီအမျိုးအစားကိုလိုက်ပြီးတော့ကြီရောဆီနဲ့အောက်တော်ဆီဆိုပြီးတော့နှမျိုးရှိပါတယ်။ကြီရောဆီကိုတော့မူဦးကျကာလမှာစိုက်ပြိုးကြပြီးတော့အောက်တော်ဆီကိုတော့အေးရော်ရီမြင့်ရီကြပြီးချင်းကိုင်းမီများနဲ့ကျူးမီများပေါ်မှာစိုက်ပြိုးကြရတယ်။ဥပူအေးဟာအောက်တော်ဆီကြီရောဆီနှမျိုးစလုံးကိုဝယ်တယ်။ဥပူအေးဟာပျော်ရွှင်စွာနေထိုင်နောက်ပြောင်တတ်သူဖြစ်တာကြောင့်လူချင်းလူကင်းလည်းပေါများပါတယ်။အပေါင်းအသင်းဆန်နေအပေါင်းအသင်းများသူပြီးပြီးအရက်ကလေးတမျှများနဲ့လည်းနေတတ်ပါတယ်။ အရက်ပဲနပင်လင်းတောက်တောက်အရက်မူပြီးတော့ရမရှာတက်ဘူးအနောက်ရှက်လည်းမပေးတက်ဘူးဥပိုလ်အေးအရက်မူလာရင်တော့သိတာပါပဲမျက်နှာတစ်ခုလုံးဟာနေရဲပြီးတော့ကွန်းလေးတမြုပ်မြုပ်နဲ့ပြုံးရွင်တာနေတက်တယ်ရုပ်ပြက်ဆင်းပြက်လူမန်းမသိအောင်မူးနေသည်ဟူ၍မရှိပါဘူးအရက်ဘလောက်ပဲတက်တောက်လူမန်းသူမန်းမသိအောင်မမူးတာကြောင့်ကြွတ်တွင်းပူအေးစေပွဲစားပူအေးဆိုပြီးတော့တငယ်ချင်းတွေကနောက်ပြောင်ခေါ်ဆိုကြပါတယ်ဥပိုလ်အေးဟာအေးရော်ရီမြည်ရကြပြီးတော့ဆပိန်လန်ပောက်တာနဲ့မိဘများရှိရာကန်တာကျူးရကူတော့ နေ့စဉ်လိုလိုဈေးဝယ်ထွက်တယ်။မနေ့သွား၍ညနေမိုးချုံမှမြို့ပေါ်ကိုပြန်လာတက်တယ်။ကန်တာကြီးရွာသို့ရောက်တိုင်းမှာတော့တငယ်ချင်းဖြစ်သူဦးမြဆောင်နဲ့အမင်းရဲတောက်တယ်။ဥပအေးနဲ့ဦးမြဆောင်ကအလွန်ချစ်ခင်တဲ့ငယ်တငယ်ချင်းများဖြစ်ကြပါတယ်။အရက်တောက်ပြီးရင်တော့တူးနဲ့တူးဟာအချင်းဖြစ်စကားများချင်းမရှိပေမဲ့နပန်းလုံးတန်းကစားကြပါတယ်။အချိန်ကြာရင်တော့ဥပအေးဟာဦးမြဆောင်အိမ်အတွင်းမှာရေမိုးချူစားတောက်ပြီးတော့7 CB ရောမြို့ကိုပြန်လာခဲ့တယ်။ နွေရာသီတနည်းမှာတော့ဥပိုအေးရဲ့တငယ်ချင်းဥမြဆောင်တယောက်ဟာဥနောက်သွေးကြောပြတ်ပြီးတော့ရုတ်တရက်ကွင်းလွန်သွားခဲ့ပါတယ်။ဥပိုအေးဟာလည်းဥမြဆောင်ရဲ့မိသားစုများနဲ့ထတ်တူထမြဝန်းနေပူဆွေးခဲ့ရတယ်။ဥမြဆောင်ရဲ့အတုပချပြီးတဲ့အချိန်မြို့ပေါ်ကိုမပြောင်းဘဲနဲ့လူရုံးငွေပါကူညီခဲ့ပါတယ်။ရက်လည်ပြီးမှပဲမြို့ပေါ်ကိုပြန်ခဲ့တော့တယ်။ဥပိုအေးဟာသူ့တငယ်ချင်းဥမြဆောင်ကွင်းလွန်ခဲ့ပြီးမဲ့လဲကန်တာကြီးရွာကိုဆေးဝယ်သွားရမယ့်ဖြစ်ပါတယ်။သူ့အတွက်စားဖို့တောက်ဖက်တူရွက်သွားခဲ့တယ်။ ရွာဦးညောင်မင်းဝိုင်းနာကဦးမြဆောင်ချက်လွတ်လို့တဲ့အထက်ပါတည်င်းစကားဟာဦးမြဆောင်တည်ပြီးနှစ်ဖက်ကန်အကြာမှာတော့ကန်တာရွာတရွာလုံးကိုတည်င်းပြန်သွားလေတယ်။အဲ့ဒီတည်င်းကိုဦးမြဆောင်ရဲ့တငယ်ချင်းဖြစ်သူစေပွဲစာဥပုအလေကြားရပါတယ်။ကန်တာရွာမှာဒေါ်ရွှေတို့သားမိမြို့ပေါ်မှာမိုးချုံနေဝင်နာသွင်းချိန်မှပြန်လာစင်မှာတော့ဦးမြဆောင်ရဲ့ပုံရိပ်တံကိုတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ဦးမြဆောင်တည်ရဲ့ဖြစ်ပြီးတော့၆တဲ့အထင်နဲ့ဒေါ်ရွှေမိတို့သားမိကရှေ့ကပြေး တရေဥမြဆောင်ကနောက်ကလိုက်နေဒေါ်ရွှေတို့တားမိဟာရွာထက်ရောက်มาပဲတရေဥမြဆောင်ဟာရက်ပြီးတော့ကြံနေခဲ့တော့တယ်အဲ့လိုပဲမြို့ပေါ်ကိုကြောင်းတက်တဲ့မောင်ထုနဲ့တငယ်ချင်းစိန်မောင်တို့ဟာလည်းတရေဥမြဆောင်ကိုတွေ့ခဲ့ကြရတယ်ဥမြဆောင်တို့မိသားစုကတော့တရေဖြစ်နေတယ်လို့ပြောရင်တော့မကြိုက်ကြပါဘူးအလကားငါလင်ဘယ်တော့မှတရေမဖြစ်ဘူးမြို့ပေါ်ကပြန်လာတဲ့သူတိုင်းကငါလင်ကလိုက်ချောက်နေလို့လားသူတို့စိတ်အထင်နဲ့ပြောနေကြတာပါအေးဥမြဆောင်ရဲ့ဇနီးတော်များကတော့ သူ့လင်တရေမဖြူအမြဲငင်းဆန်ပြောဆိုလျက်သာရှိနေတယ်။ကိုဘူအေးတော်နဲ့တောက်ဖို့တောက်ပဲတငယ်ချင်းကိုမြဆောင်က ရှင့်ကိုတရေလို၆ခုသလား။ပေါပေါရှာရှာမမျှရ။ငါလည်းညက်နေတဲ့ညောင်မင်းအောက်ကဖြတ်ပြီးပြက်နေရပဲ။တကားမှအချောက်မခံရပါဘူးဟာ။မတိပောင်တော့တရားလုံးကတော့ကိုမြဆောင်တရေဖြစ်နေတယ်။ညောင်မင်းဝိုင်းနာကနေလိုက်ချောက်နေတယ်လို့တပြောတည်းပြောနေကြတာ။မခံချင်လို့ပါတော့။ဟာ။မြဆောင်ကြီးနဲ့ငါဘလောက်တောင်ရင်းနှီးတယ်ဆိုတာတရားလုံးသိကြတာပဲ။ ငါကြတော့ဘာလို့မချောက်တာလဲ။အေးတိကျသေးတာပေါ့ကွာ။ဒီကောင်ကြီးတရေဖြစ်နေငါကိုချောက်ဖို့ပြောရအောင်မယ်။ဦးမြဆောင်ရဲ့ဇနီးတော်မြကတော့သူ့လင်တရေဖြစ်နေရဲ့လို့တရားလုံးကပြောနေတာကြောင့်အတိုက်ခံပြောစရာလူမရှိတော့ဘူး။ဦးမြဆောင်ရဲ့တငယ်ချင်းဥဖို့အေးကသာပြောစရာရှိတော့တယ်။ဥဖို့အေးကလည်းဦးမြဆောင်ရဲ့ဇနီးတော်မြရဲ့စကားကိုမငင်းဆန်ပေမဲ့မမှုနဲ့ပဲနောက်ပြောင်ပြောဆိုခဲ့တယ်။ညနေမိုးချုပ်တာနဲ့ကန်တာယာကနေမြို့ပေါ်ကိုပြန်ခဲ့တယ်။ ။ရာဦးညောင်မင်းဝိုင်းအောက်ကိုရောက်တော့ဆယ်မင်းဘော်ကဆင်းနေ။ဟဲ့တငယ်ချင်းများဆောင်။မင်းတရေဖြစ်နေတယ်ဆိုကွ။မင်းရဲ့ကိုယောင်လေးဘာလေးပြဆမ်းမအောင်။ဥပူအေးကြောင်မူမူယူယူနဲ့ညောင်မင်းအောက်မှာထိုင်ပြီးတော့អော်ပြောနေတယ်။ဦးမြဆောင်နဲ့တူတဲ့ပုံရိပ်ပုံရောင်ဟူ၍တကောင်တမီမှဥပူအေးမတွေ့ရဘူး။လေတိုက်တာကြောင့်တဖြက်ဖြက်ခတ်နေတဲ့ညောင်ရွက်ခတ်တံမအပဘာအတန်းမှလည်းမကြားရဘူး။ဥပ္ပိုလ်အေးလည်းအရှိအနောက်တောင်မြောက်ဘေးကိုကြည့်လိုက်ပြီးတော့ထံရကနေထလာတယ်။မြဆောင ရွာထဲကလူတွေကမင်းတရေဖြစ်ပြီးတော့ခြောက်လက်နေတယ်လို့ပြောကြတယ်။ငါကြမခြောက်ပါလား။ဥဘိုအေးဟာသူ့အားတည်သူတငယ်ချင်းဦးမြဆောင်မှခြောက်လန့်ခြင်းမပြုတာကြောင့်အာလေးရှာလေးနဲ့ပြောလိုက်တယ်။အဲ့နောက်သူစက်ဘင်းရှိရာ သွားပြီးတော့စက်ဘင်းကိုစီးလိုက်တယ်။ကဲမြဆောင်ရင်ငါသွားပြီဟဲ့။ငါစက်ဘင်းစီးရတာတက်တအောင်တွန်းပေးပါအောင်ကွာ။ညောင်မေအောက်ကစက်ဘင်းစီးလျက်ပင်တည်သူသူ့တငယ်ချင်းဦးမြဆောင်အားပြောလိုက်သေးတယ်။ ကန်တာရွာဦးထက်ရှိညောင်ပင်ကြီးဟာထီးကြီးတပွဲအကန်းခဲများနဲ့ဝိုင်းနေတာကြောင့်ညောင်ပင်ဝိုင်းဟုခေါ်ခြင်းဖြစ်ပါတယ်။အခုတည်သူဦးမြဆောင်တည်ရဲ့အဖြစ်ညောင်ပင်ဝိုင်းမှာ၆တည်ဆိုခြင်းမှာတော့ဦးမြဆောင်ရဲ့ဇနီးဒေါမြပြောသလိုပဲတူဦးစနဦးစသာအချောက်ခံရခြင်းဖြစ်ပါတယ်။ဦးမြဆောင်ရဲ့ကမ်းမြေများဟာလည်းညောင်ပင်ဝိုင်းအနီးမှာရှိတာကြောင့်အိမ်သူအိမ်သားများဟာညောင်ပင်အောက်မှာထမင်းစားနာကြအိတ်ကြတာနဲ့နေခဲ့ကြတယ်။ဒါပေမဲ့ဦးမြဆောင်ရဲ့အရေးရောင်များမတွေ့ရဘူး။ နန်းနဲ့လင်းအာကြီးမှမိုးချုံနေဝင်တိုင်အလွတ်လွတ်ရင်းနဲ့ကိုင်းထဲမှာနေခဲ့ကြတယ်။ဦးမြဆောင်ရဲ့ဇနီးအဖို့သူ့လင်တရေဖြစ်တယ်လို့ပြောရင်တော့မယုံကြည်သေးမှလည်းမယုံကြည်စရာပါပဲ။တေသူဦးမြဆောင်ရဲ့တငယ်ချင်းဦးဖို့အေးကတော့ညနေမိုးချုပ်ကန်တာရွာမှပြန်လာတိုင်းကို"ကဲတငယ်ချင်းမြဆောင်ကြီးငါ့ကို၆ပါအောင်ဟ။ငါစပိန်စီးရတာတက်တာအောင်တွန်းပေးပါအောင်လို့အမဲပြောဆိုပြီးတော့ညောင်မေဝိုင်းအောက်ကနေဖြတ်သွားလေရှိပါတယ်။ဒီနေ့မှတော့အနောက်တောင်စီမိုးကောင်းကင်ကနေ" မိုးသားတစ်ခုလုံးဟာနေရဲနေတယ်။အဲ့ဒီတင်ဂေတလက္ခဏာသဘောကတော့အညာဒေတာရဲ့လီနီချန်တိုက်မဲ့လက္ခဏာပဲဖြစ်ပါတယ်။အဲ့ဒီအတွက်မြို့ပေါ်မှာကန်တာရွာကိုသွားမြင်သူလည်းမရှိ။ကန်တာရွာကနေမြို့ပေါ်ကိုသွားမြင်သူလည်းမရှိတာကြောင့်ကန်တာရွာမှမြို့ပေါ်ကိုသွားလန်းတလျှောက်ဟာလူရှင်းနေပါတယ်။ဥပ္ပိုလ်အေးတယောက်ဟာကန်တာရွာမှမြို့ပေါ်ကိုပြန်လာခဲ့တယ်။ထုံးစံအတိုင်းပါပဲ။ဥပ္ပိုလ်အေးဟာသူ့တငယ်ချင်းဦးမြဆောင်ကိုဆက်ပင်တွန်းပေးရန်ပြောလိုက်တယ်။ကဲတငယ်ချင်းမြဆောင်ကြီး ဒီနေ့တော့မဖြစ်မနေငါဆက်ဘင်းကိုတွန်းပေးပါအောင်ကွာလင်းဒီချန်လဲတိုက်တော့မယ်ကွာဥပ္ပိုလ်အေးပြောပြီးတော့မကြမီပါပဲဆက်ဘင်းမနှင်းရပဲနဲ့နင်းဒီထပ်ပင်ပြေးနေတယ်ဥပ္ပိုလ်အေးလဲဆက်ဘင်းလက်ကန်ကိုတတိထားပြီးတော့ကန်နေရတယ်သူ့စိတ်ထဲမှာလဲတေသူသူ့တငယ်ချင်းဥမြဆောင်တွန်းပေးနေရလို့မထင်ဂုံစင်းမှုဆက်ဘင်းမြန်နေတယ်လို့လားထင်မိတယ်ဥပ္ပိုလ်အေးထင်တယ်လို့မဟုတ်ပါဘူးအခုတပံကုန်းတက်သူရောက်လာတဲ့အချိန်ဆက်ဘင်းဟာသူမနှင်းရမယ်နဲ့ ခေါင်းစဉ်အရှိန်အတိုင်းကိုကုန်းမော်ကိုတက်လာတယ်။ဒီတစ်ခါဥပွေအေးယုံကြည်သွားပါတယ်။သူ့တငယ်ချင်းများဆောင်ဟာဆက်ပင်လိုက်တွန်းပေးနေတာပါလားလို့စိတ်ထဲကထင်မြင်ယူဆမိတယ်။ဥပွေအေးတယောက်ဟာဆက်ပင်ကိုလုံးဝမနေရဘဲနဲ့မြို့ဝင်တံတားထိတ်ကိုပင်ရောက်လာပြီ။ကဲတငယ်ချင်းများဆောင်ကြီးရဲ့ငါလည်းတက်တက်တတာနဲ့မြို့ထဲရောက်တော့မယ်ကွ။မင်းပြန်တော့ကွာဥပုအေးလည်းတေချာမှုရှိဖို့အတွက်ဆက်ဘိန်းဘော်ကပင်တေသူဥမြဆောင်ကိုပြောလိုက်တယ်အဲ့ဒီခါဆက်ဘိန်းဟာတုတ်ကနေရပ်သွားတယ် သူကိုယ်တိုင်ဆက်ဘင်းကိုနေမှသွားတော့တယ်။မြဆောင်ရင်မနေ့ပြန်ညနေကြတော့ညောင်မင်းကနေစောင့်နေဦးဟင်။မင်းနဲ့ငါကစားကြရအောင်။ဥပုပ်အေးလဲသူ့တငယ်ချင်းဦးမြဆောင်ဆက်ဘင်းလိုက်တွန်းပေးခဲ့တဲ့အတွက်អော်၍ပြောလိုက်သေးတယ်။ဥပုပ်အေးဟာတရေဖြစ်နေတဲ့တေသူဦးမြဆောင်ကိုကြောက်ရမှမသိ။သူ့ကိုကူညီခဲ့တာကိုပင်သဘောကျပြီးတော့လေတချွန်ချွန်နဲ့ဆက်ဘင်းနှင်းပြီးတော့အိမ်ကိုပြန်ခဲ့တော့တယ်။ဥပုပ်အေးရဲ့အိမ်ပဝတ်ကိုရောက်တာနဲ့လေနေချမ်းကြီးဟာဒလဟောတိုက်ခိုက်လာတော့တယ်။ ဥပုအေးလည်းမြို့ပေါ်မှာအယောင်းဝယ်ကိစ္စရှိရာကြောင့်ကန်တာရွာကိုသုံးလရက်ခန့်မသွားဖြစ်ခဲ့ဘူး။တာရီတမီရီကိစ္စစီးပွားရေးကိစ္စများနဲ့လုံးလေရိုက်နေတယ်။နောက်တစ်ပတ်ခန့်ကြာမှပဲကန်တာရွာကိုသွားဖြစ်တော်တယ်။ကန်တာရွာတို့အသွာညောင်မင်းဝိုင်းကိုရောက်တာနဲ့တေသူသူတငယ်ချင်းဥမြဆောင်အားတောင်းမှန်သွားသေးတယ်။ဥပုအေးထူးထူးခြားခြားဘာမှမတွေ့ရဘူး။ဟိတ်ကောင်များဆောင်ဒီညနေတော့ဆက်ဆက်ဆောင်နေကွာ။မင်းနဲ့ငါမကစားရတာကြာပြီ။တေချာမှုရှိစီဖို့အတွက် သူ့တငယ်ချင်းဦးမြဆောင်ကိုထပ်မံပြီးတော့ချင်းဆူခဲ့ပါတယ်။ဦးဖို့အေးလဲရွာရဲရောက်တာနဲ့ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာများကိုတူဦးတယောက်ကမှပြောပြခြင်းမရှိဘဲနဲ့သူလှုပ်ရှားရှိတဲ့အလုပ်များကိုသာလုပ်နေတယ်။ညနေပိုင်းကိုရောက်မှပဲသူ့အကြအရဲ့ဥယျာဉ်တပလင်းမှယူပြီးတော့တောက်တယ်။ပလင်းတဝဲမရှိတရှိကုန်သွားတဲ့အခါမှာတော့လက်ချက်အရဲ့ပလင်းကိုခါမှထိုးပြီးတော့ဆဘိန်းနင်းကကန်တော်ရွာမှထွက်ခဲ့တယ်။ညောင်မင်ဝိုင်းကိုရောက်တဲ့အခါမှာတော့နွားရင်သွင်းချိန်တို့ပင်ရောက်ရှိနေကြပြီဖြစ်ပါတယ်။ ရန်ဖန်ရန်ခါနွားចောင်းသားတို့ရဲ့နွားငေါက်တန်းဒီစူစဲတယ်မှာအပအချားပါအတန်ကိုမှမကြားရအောင်လေတိုက်တာကြောင့်ညောင်ရဲ့လှုပ်တန်တရှဲရှဲကိုတော့ညောင်မေအောက်ညောင်မေအောက်မဝင်မိကပဲဥပ္ပိုလ်အေးကြားနေရပါလေဥပ္ပိုလ်အေးဟာညောင်မေအောက်မှာအိပ်ပျော်ပြီးတော့အိမ်မက်တပွဲဖြစ်သွားတယ်ဥပ္ပိုလ်အေးညောင်ဝင်ဝိုင်းအောက်ကိုဝင်လိုက်တာနဲ့တရေဖြစ်နေတဲ့ဥမြဆောင်ဟာညောင်မင်းပေါ်မှာခုံချလိုက်တယ်ဥပ္ပိုလ်အေးကိုယ်တိုင်မျက်ဝါးထင်ထင်မြင်လိုက်ရပါတယ်ဥမြဆောင်ရဲ့ မူလပုံရိပ်တဲ့အတိုင်းပဲထင်းထင်းရှားရှားမြင်တွေ့ရတာကြောင့်အနှဲငယ်ကြိုးချမ်းတယ်လို့ဖြစ်သွားတယ်။ဘာပြောလို့ဘာဆိုရမယ်မသိအောင်ကိုမင်တက်နေတယ်။အတန်ကြာမှသတိပြောင်းဝင်လာပါတယ်။ဟဲ့တငယ်ချင်းများဆောင်။မင်းကငါမာတဲ့အတိုင်းဂရိတီတာပဲကွ။ခါချကအရက်ဥရီကိုရေမရောပဲနဲ့မှော့တော့ပြီးတော့ပြောလိုက်တယ်။ဥဖို့အေးဟာအကြောက်ပြေစင်ရင်အတွက်အရင်မှော့တော့လိုက်ဟန်ရှိတယ်။အဲနောက်မှာတော့သူမြင်တွေ့နေရတဲ့ဥမြဆောင်အနီကိုတိုးကပ်သွားတယ်။ ဥပိုလ်အေးကသူ့တငယ်ချင်းတေးဟဲမြဆောင်ကို မတေခင်ကလိုနှစ်ပန်းလုံးရအောင်လို့ပြောဆိုပြီးတော့နှစ်ပန်းလုံးကြတယ်။လဲလံဖုံတော်ထဲမှာတော့ဥပိုလ်အေးနဲ့တေးဟဲဥမြဆောင်တို့နှစ်ပန်းလုံးကြတယ်။တေးဟဲဥမြဆောင်ဟာလူ့ဘဝကလေးကသူ့ပင်အားအင်ရှိရဲ့။တေးဟဲဖြစ်ပြီးတော့အားပူမရှိ။ဘာတပြန်ကြားတပြန်ဥပိုလ်အေးနဲ့တေးဟဲဥမြဆောင်တို့ဟာအထဲရောက်လိုက်အောက်ရောက်လိုက်နဲ့ဖြစ်နေတယ်။နွားရိုင်းသွင်းလာတဲ့နွားចောင်းသားတွေကတော့ညောင်မေအနီးမှာဖြတ်သွားခြင်းမှာတော့ တရေဦးမြဆောင်ကိုမတွေ့ရဘဲနဲ့ဥပ္ပိုလ်ဦးကတွေ့မြင်ရတယ်။ဥပ္ပိုလ်အေးဟာအရက်မူးပြီးတော့မြေကြီးထဲမှာလူလိမ့်နေတဲ့အထင်နဲ့နွားများကသာစစ်မောင်းသွားကြတယ်။ဥပ္ပိုလ်အေးလည်းသူ့တငယ်ချင်းတရေမြဆောင်နဲ့နပန်းလုံးရဒီမှာမောလာတာကြောင့်ရလိုက်တော့တယ်။သူ့အင်ကြီးပစိုးတွေကတော့ဖုံများနဲ့ညစ်ပင်နေတယ်။ပစိုးအင်ကြီးများကိုမချွတ်ဘဲနဲ့လက်နဲ့ခါတယ်။ဖုံများမပြောင်းတာကြောင့်တရေဦးမြဆောင်ကကြောကိုပုတ်၍ခါပေးလိုက်တယ်။ဖိတ်ကောင်မြဆောင်နားရဲကွဖေးဖေးလှုပ်စင်ပါ။ မင်းကျုံကလက်ဝါးရပေးလိုက်တာပါကွာတရေဖြစ်နေတဲ့ဦးမြဆောင်ပြောလိုက်တဲ့စကားကိုဥဘူအေးကထင်ရှားရှားကြားလိုက်ရတယ်ဥဘူအေးရဲ့နောက်ကျောပြင်မှာတော့တရေမြဆောင်ပုတ်လိုက်တာကြောင့်ဆက်ဖြစ်ဖြစ်ခံစားလိုက်ရတယ်မြဆောင်ငါပြောင်းဦးမယ်ကွာမင်းနဲ့နဗန်းလုံးရတာငါတောက်ထားတဲ့အရက်ကလေးတောင်ဘယ်ပြောင်းသွားမှမသိဘူးဥဘူအေးလည်းတရေဦးမြဆောင်အားနှုတ်ဆက်ပြီးတော့ဆက်ဘိန်းနဲ့ညောင်မင်းအောက်ကနေထွက်လာခဲ့တယ်အေးနေကလည်းဥဘူအေးရဲ့ဆက်ဘိန်းကိုတရေမြဆောင်ကလိုက်တွန်းပေးတယ် အဲ့လိုနဲ့ဥပိုအေးဟာတရေဥမြဆောင်နဲ့မကြာခဏဆိုသလိုနှစ်ပန်းလုံးနဲ့ကစားတယ်။တငယ်ချင်းလေးဖြစ်သူ့အားဒုက္ခမပေးတာကြောင့်တရေဖြစ်နေတဲ့ဥမြဆောင်ကိုအသက်ရှင်စဉ်ဘဝကလိုပဲရင်းရင်းနှီးနှီးနေခဲ့တယ်။ဥပိုအေးဟာရွာထဲမှာအမဲပေါ်တာနဲ့ကြုံရင်တော့သူ့တငယ်ချင်းမြဆောင်အတွက်အမဲသားများဝယ်သွားလိမ့်ရှိပါတယ်။တရေမှာတော့တရေဥမြဆောင်ဟာနှစ်ပန်းမလုံးပဲနဲ့ထူးထူးခြားခြားစကားဆိုလာတော့တယ်။ဒီနေ့မင်းနဲ့နှစ်ပန်းမလုံးချင်တော့ဘူးကွာ။ ငါဘာလို့တရေဖြစ်နေတာလဲလို့အခုမှစဉ်းစားလို့ရတယ်။ဥပ္ပိုလ်အေးလဲတရေဦးမြဆောင်ရဲ့စကားကြောင့်အံ့ဩသွားတယ်။တရေဦးမြဆောင်ကတော့တရေဘဝကိုစဉ်းစားနေမိတယ်။ဟိတ်ကောင်မြဆောင်မင်းရွာတွေကလူတွေကိုလိုက်ချောက်သေးတယ်ဆို။အဲ့ကတရေဦးမြဆောင်လဲသူပြောလိုတဲ့စကားကိုတတိရတော့တယ်။သူတရေဖြစ်ရတဲ့အကြောင်းကိုချက်ချင်းအမှတ်ရတော့တယ်။ရွာတွေကလူတွေငါလိုက်ချောက်တာမဟုတ်ပါဘူးကွာ။သူတို့စီငါကအကူအညီတောင်းမလို့ပါ။ သူတို့ကငါ့ကိုမြင်ပြီးတော့ပြေးငါကအကူကြီးတောင်းချင်လို့လိုက်နေ။အဲ့ဒါတရေချောက်တယ်လို့ဖြစ်နေတာပါ။မြေပဲကင်းကိုဆွဲပြီးတော့ငါတရေဖြစ်နေတာကွ။မြေပဲကင်းတွေကိုလူခုမှဆိုလို့ကွ။လူဘဝတုန်းကလိုပဲ။ဟော်ရီညောင်မင်းဘောကနေအမြင့်။ဟော်ရီညောင်မင်းဘောကနေမြေပဲကင်းစောင့်နေရတာကွ။တရေဖြစ်ပြီးမဲ့တရေကြီးတွေကိုကြောက်ရတာပဲကွ။ဥပ္ပိုလ်အေးလည်းတရေဥမြဆောင်ပြောတဲ့စကားများကိုအံ့ဩစွာနဲ့နားထောင်နေတယ်။ဥပ္ပိုလ်အေးနဲ့တရေဥမြဆောင်တို့ဟာ ညောင်မီအောက်မှာထိုင်ပြီးတော့စကားပြောနေစင်ပါပဲ။ရွာကလူတချို့ကဖြတ်သွားကြတယ်။ဥပ္ပိုလ်အေအာမြင်တွေ့ကြပြီမဲ့တရေဦးမြဆောင်ကိုတော့မမြင်ကြဘူး။အဲ့လိုပဲဥပ္ပိုလ်အေရဲ့စကားကူတာကြားရပြီးတော့တရေဦးမြဆောင်ရဲ့စကားအတန်ကိုဘေးလူတို့ကမကြားရဘူး။အဲ့ဒီတော့ဥပ္ပိုလ်အေအရက်မူးပြီးတော့တောင်ပြောင်မြောက်ပြောပြောနေတယ်လို့ထင်မှတ်ပြီးတော့အမတ်တမဲပဲဖြတ်သွားကြတယ်။ဒါနဲ့မင်းကစီကဘာအကူအညီတောင်းချင်လို့လဲမြဆောင်။အမေသာစားချင်လို့လား။ မဟုတ်ဘူးဘူးအေးရငါအိမ်ကအလူပေးပြီးတော့အမြောက်ဝင်တော့ငါတရေဘွားကလွတ်မယ်ကွအဲ့ဟာမဟုတ်ဘူးဘူးအေးငါအိမ်ကအလူပေးပြီးအမြောက်ပွေးဝင်တော့ငါတရေဘွားကလွတ်မယ်ကွအဲ့ဒါငါအိမ်ကိုတွားပြောပေးစမှာကွဒီနေ့တော့အချိန်မရှိတော့ဘူးကွမနေ့ဖြန်မနေ့ကျမှပဲမမြောက်ကိုငါဝင်ပြောလိုက်မယ်အဲ့တွေ့တော့ဆေးချပါကွအဲ့ဒီနေ့ကဥပ္ပိုလ်အေးဟာတရေဥမြဆောင်တဲ့နဘယ်မလုံးဖြစ်ခဲ့ဘူး တရေဦးမြဆောင်ပြောတဲ့စကားများကိုသာနားထောင်ခဲ့တယ်။တရေဦးမြဆောင်အကူအညီတောင်းတဲ့စကားကိုသာမေ့မသွားစေရမှတ်သားပြီးတော့မြို့ပေါ်ကိုပြန်ခဲ့တော့တယ်။နောက်တနေ့နဲ့နဲ့ဆွတ်ဆွတ်မှာတော့ကန်တာရွာကိုဥပိုအေးအားဆက်ပင်းစီးပြီးတော့ထွက်ခဲ့တယ်။အဲ့ဒီနေ့နဲ့နဲ့မှာတော့ညောင်မင်းအောက်ကဖြတ်သွားတဲ့အချိန်တရေဦးမြဆောင်ကိုမမြင်တွေ့ခဲ့ရဘူး။ဥပိုအေးလည်းတရေဦးမြဆောင်ကိုတွေ့လို့တွေ့ညာနဲ့လမ်းဘေးဝဲရွာကိုလက်ပတ်ကြည့်မိသေးတယ်။ဘာအရာဝန်းမှမတွေ့ရမှာပဲဆက်ပင်းကိုဆက်နေခဲ့တော့တယ်။ ကန်တာရွာကိုရောက်တော့သူတငယ်ချင်းဦးမြဆောင်အိမ်ကိုဝင်နေကိုဘူအေးမနေ့စစစစီးပါလားလာရင်းနှီးတော့ပါဦးဦးဘူအေးဟာအိမ်ထဲကိုဝင်လာနဲ့ဦးမြဆောင်ရဲ့ဇနီးကစီးကျူနှုတ်ဆက်လိုက်တယ်နန်းနဲ့စောစောပဲပြုတ်စီဆန်းပြီးတော့ရင်းနှီးချက်နဲ့ထမင်းစားနေကြတာကြောင့်ဦးဘူအေးကိုလည်းဦးမြဆောင်ရဲ့သမီးကထမင်းတပကံလာချပေးတယ်။ဦးကြီးရော့ထမင်းစားပါဦး။မစားတော့ဘူးသမီးရေ။မမျ ို့ကငါအရေးကြီးတဲ့စကားပြောစရာရှိလို့ဟ။မနေ့စောစောစစ်စစ်။ဘာများအရေးကြီးလို့လဲကုဘူအရဲ့။အရက်ဖို့ပတ်စံပါမလားလို့ချင်းမလို့လား။မဟုတ်ပါဘူးမမရ။နင်းကလေ။ငါပြောတာတေချာနားထောင်စမ်းပါဦးဟာ။နေ့ယောက်ျားမြဆောင်တရေဖြစ်နေရဲ့ဟ။ဘာ?ဘာပြောနေတော့။ရှင်မနေ့စောစစ်စစ်မူပြီးရှောက်ပြောမနေနဲ့တော့။ကျမယောက်ျားတရေမဖြစ်ဘူးတော့။မဖြစ်ဘူး။တော်မြလည်းဥပ္ပိုလ်အေးရဲ့စကားကိုမြုံကြည့်ရကြောင်းထုံးစံအတိုင်းရန်ထောင်းတော့တယ် အဲ့အခါမှာဥဖို့အေးလဲသူနဲ့ဦးမြဆောင်ညောင်မင်းဝိုင်းမှာနှစ်ပန်းလုံတန်းကစားခဲ့တာကိုစီကာပတ်ကုံပြောပြတယ်ဥဖို့အေးဘလို့ပဲယုံအောင်ပြောစီရောဒေါ်မြကတော့တစ်စက်မှမယုံဘူးကဲနေမယုံရင်လည်းနေတော့မမြရင်နေယောက်ျားကသူ့တရေဘွားကလှုပ်အောင်ဖုန်ကြီးတွေကိုအလူတန်းပေးပြီးတော့သူ့ကိုအမြပေးဝေပါတယ်အမြဝေတဲ့အခါသူ့ကိုညောင်မင်းအောက်လာခေါ်ဖို့ငါ့ကိုမာလိုက်တယ်နေလှုပ်ချင်လို့မလှုပ်ချင်နေဟာငါသွားတော့မယ် ဥပုအေးဟာသူပြောလိုတဲ့စကားများကိုပြောပြီးတော့ဦးမြဆောင်ရဲ့ဇနီးဒေါ်မြအင်ကနေထွက်လာခဲ့တယ်။ဈေးအယောင်းဝယ်ကိစ္စများငွေချေနေရတာကြောင့်တရေဥမြဆောင်အကြောင်းမစင်းစားမိဘူး။မိမိပျောက်ပျောက်နေဖြစ်နေတယ်။အဲ့ဒီအချိန်မှာစားလို့ဈေးချိန်ဈေးဝယ်ကိစ္စများလှုပ်နေရတာကြောင့်ဥပုအေးဟာလည်းမြို့ဘဝကိုမပြန်ဖြစ်ဒီမှာတပတ်ခန့်ရှိပြီဖြစ်ပါတယ်။မမသမီးလေးသူ့ဖေဥမြဆောင်ဝင်ပူးလို့တယ်။ကန်တာရွာဟာအင်ဂျီတရာမြတာရှိတာကြောင့် ။ဦးမြဆောင်ဝင်ပူးတဲ့တည်င်းစကားများကတရွာလုံးကိုပြန့်သွားတယ်။အဲ့ဒီတည်င်းကိုဥပုအလဲကြရတယ်။ဦးမြဆောင်ရဲ့ဇနီးမများကယုံကြည်မှုမရှိတာကြောင့်ဥပုအေးမသွားဘဲနေခဲ့တယ်။ဟဲ့မိမြအယုံမှုမဟုတ်လား။ဘာလဲ။ငါတေးဘွားကကျွအောင်အလူတန်းပြင်ငွေကုန်မှစုလို့လားဟ။ငါရှာထားတဲ့ငွေတွေအများကြီးပါမိမြရ။ဘိုးအေးကိုငါပြောခိုင်းတာနင်တို့မယုံလို့သူခဲနဲ့အတိုင်မလုပ်တာမဟုတ်လားသူ့ကိုငါမာလိုက်တာမယုံရင်တော့ သူ့ရဲ့ကျုံးမှာငှားလက်ဝါရရှိတယ်။ကြည့်ကြည့်ကြ။နင်တို့ငှားကိုတနာရင်တော့အလူတန်းလုပ်ပြီးငှားကိုအမြပေးကြပါဟာ။ဒေါ်မြအိမ်မှာတော့ဥမြဆောင်တည့်ရဲ့အဖြစ်နဲ့ဝင်ပူးတဲ့တည်င်းကြောင့်ရွာသူရွာသားအချို့လာကြည့်ကြတယ်။တရေဥမြဆောင်သူ့သမီးအားဝင်ပူးပြီးတော့ပြောသည့်အတန်ဟာလဲဥမြဆောင်အသက်ရှင်ခြင်းကပြောတဲ့အတန်ဖြစ်ပါတယ်။ဥမြဆောင်ရဲ့ဇနီးဒေါ်မြမင်းသူ့ယောက်ျားတည့်ရဲ့ဖြစ်နေတာကိုကိုယ်တိုင်ကြားသိရတာကြောင့်အံ့ဩနေတယ်။ဥမြဆောင်လည်းသူ့သမီးကိုဝင်ပူးရမှာထွက်ခွာသွားလေတော့တယ်။ ဲ့အချိန်မှာပဲအိမ်ရှိကနေဥပိုအေးအားဆက်ဘင်းစီးပြီးတော့ဖြတ်သွားတယ်။ဒေါ်မြလည်းတိယောက်ျားဝင်းပူးပြောစင်ကစကားတစ်ခုကိုအမှတ်ရတာကြောင့်ဥပိုအေးကိုလမ်းခေါ်လိုက်တယ်။ဥပိုအေးအိမ်ထဲကိုဝင်လာပြီးတော့ကြင်ပေါ်ထိုင်တာနဲ့ပဲမပြောမဆိုဥပိုအေးရဲ့ကြောကိုဥပိုအေးရဲ့နောက်ကြောအင်ဂျီကိုလှမ်းပြီးတော့ကြည့်လိုက်တယ်။တိယောက်ျားဝင်းပူးပြောစင်ကအတိုင်းဥပိုအေးရဲ့နောက်ကြောမှာတော့လက်ရပုံစံနေရနေရကိုတွေ့ရပြီးတော့ပါးစပ်အဟောင်းသားနဲ့အံ့အားတင့်သွားတယ်။နောက်တစ်နေ့မှာတော့ဒေါ်မြဟာ တိယောက်ျားဥမြဆောင်ကိုရည်စူးပြီးတော့တန်ဃာတော်များကိုဆွန့်ကပ်ပြီးတော့အမြပေးဝေးတယ်။အမြမဝေးမီနန်းတဲ့ပိုင်းကပဲညောင်မင်းဝိုင်းကိုသွားပြီးတော့ဥဖို့အေးကုတိုင်ဥမြဆောင်ကိုဖိတ်ခဲ့တယ်။အဲနေမှာစပြီးတော့ဥဖို့အေးဟာဥမြဆောင်ကိုတည်ရဲ့အဖြစ်နဲ့မတွေ့ရတလို့ရွာသူရွာသားအချို့ကလည်းဥမြဆောင်ရဲ့ပိုးရိပ်တဲ့ကိုမမြင်တွေ့ကြရတော့ဘူးလို့ပြောဆိုကြလေတယ်။အဲအချိန်မှာစလို့ဥဖို့အေးဟာဥမြဆောင်ကိုတည်ရဲ့အဖြစ်မတွေ့ရတော့တလို့ရွာသူရွာသားအချို့လည်း ဦးမြဆောင်ရဲ့ပုံရိပ်တံတန်းကိုမမြင်တွေ့ကြရတော့ဘူးလို့ပြောဆိုကြလေးပါတယ်ပြိတ္တများရှင်ဒီလိုစိတ်ဝင်စားစရာဇာတ်လမ်းအကြောင်းအရာတွေကို နေ့စဉ်နားဆင်နိုင်ဖို့အတွက်ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ထားပေးပါအောင်ရှင်အကြောင်းအရာအသစ်သစ်တွေတင်တိုင်းအမြဲတမ်းရှိနိုင်ဖို့အတွက်ကိုလည်းဖေးနာက notification လေးကို မနှိပ်ရသေးရင်နှိပ်သွားပေးဖို့အတွက်တောင်းဆိုပါရစေရှင်အားလုံးကို